အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့စတ္ထမရန်ပထဝီဝင်ဘာသာရက်ကိုသင်ကြားပေးမယ်ဒီချေမှုပဲဖြစ်ပါတယ်ဒါတို့သမီးတို့ရေဒီချေကဒီနေ့အခန်းကလက်တွေ့ပထဝီဝင်ကနော်သင်ခန်းစာသုံးဖြစ်တယ်မြေပုံရေးဆွဲခြင်းအကြောင်းပဲဖြစ်ပါတယ်အဲ့ထဲကမှဒီချေကဒီနေ့ထိုင်းနိုင်ငံရဲ့မြေပုံရေးဆွဲခြင်းအကြောင်းကိုဒါတို့သမီးတို့ကိုသင်ကြားပေးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့မြေပုံဘယ်လိုရေးဆွဲတယ်ဆိုတာ ဒီ channel အတူတူလက်တွေ့ရေးဆွဲရအောင်ကဲကြည့်အောင်เนาะသားတို့တမီးတို့ရေမြေပုံရေးဆွဲရမယ်ဆိုရင်ပီတာနဲ့ခဲတံကိုအမြဲတမ်းဆင်နစ်ဖြစ်အောင်ပြုလုပ်ထားပါ။ကဲသားတို့တမီးတို့အခုထိုင်းနိုင်ငံရဲ့မြေပုံเนาะចောင်းသုံးសောက်ကိုကြည့်ရတဲ့အခါမှာတီချဲတို့ဟာ သူကမိဘုံရေးဆွဲတဲ့အခါမှာရှေ့ကပုံနေရေးဆွဲခဲ့တယ်လို့ပဲเนาะသူ့ရဲ့အကွက်နဲ့စကေးနဲ့เนาะရေးဆွဲရမှာ ဖြစ်တယ်ကိုထင်တယ်လို့ဆွေးပြီးတော့ရေးဆွဲလို့မရဘူးเนาะအချိုးကျမှန်ကန်တဲ့မိဘုံတစ်ခုဖြစ်ဖို့အတွက်သူ့ရဲ့เนาะစကေးကိုက်ညီတဲ့မိဘုံတီချေရိုရေးဆွဲရမှာဖြစ်တယ်ဒီချေရိုထိုင်းနိုင်ငံရဲ့မြေပုံကိုစပြီးရေးဆွဲလိုက်ကြရအောင်เนาะအဲ့တော့မြေပုံမှာရေးဆွဲပြီဆိုရင်ចောင်းတုံးစာအုပ်မှာ ပြတ်ထန်းထားတဲ့ဟာကเนาะအလျားအနံเนาะအဲ့ဒီမှာမှာဒီချေရူဟာတလက်မစတူရန်အကွက်ကလေးတွေချပြီးတော့မြေပုံကိုစနစ်တကျရေးဆွဲကြမှာဖြစ်တယ်အဲ့တော့ဒီချေရူဒီမှာအလျားကိုအရင်ဆုံးကြည့်ရအောင်เนาะအလျားဒီသုံးလက်မရှိပါတယ်အဲ့တော့ဒီချေတို့ဒီတအားတို့တမိတို့ရေးဆွဲမဲ့စာအုပ်တော်၎င်းစာရွက်မှာတော်၎င်းပထမဆုံးပြည်တန်နဲ့သုံးလက်မเนาะရေးဆွဲလိုက်ပါ တခါတည်းဒီမှာတလက်မစတူယန်ခွက်ကလေးတွေရေဆက်မှဖြစ်တော့အမှတ်ကလေးတွေကိုတခါတည်းသားတို့သမီးတို့အမှတ်လိုက်ပါเนาะအလျား၃လက်မမြင်းရေဆွဲပြီးရင်အနံမြင်းရေဆွဲပါမယ်အနံကတော့၅တက်သမ၅ရေဆွဲရမှာဖြစ်ပါတယ်တီချယ်တို့၅လက်မနဲ့เนาะတက်သမ၅မှာဖြတ်ပါမယ်ပြီးရင် တလက်မစတူယန်ခွက်ကလေးတွေရေးဆဲမှာဖြစ်တဲ့ကြောင့်မလို့တခါတလေဒီ share ကိုတလက်မတိုင်းမှာနော်အမှတ်ကလေးတွေကိုမှတ်သွားပါမယ်ပြီးရင်ဒီအောက်ခြေဘက်ရဲ့နော်အလျားကိုထပ်ပြီးတော့ဒီ share ကိုရေးဆဲပါမယ်သုံးလက်မနော်ရေးဆဲပြီးရင်တလက်မအမှတ်ကလေးတွေကိုထပ်ပြီးတော့မှတ်ပေးပါသားတို့သမီးတို့လည်းတီချင်တဲ့အတူတူလိုက်ပြီးတော့ရေးဆွဲကြည့်လို့ရပါတယ်เนาะ ဲ့တော့တီချဲတို့ဒီဘက်မှာအနံကိုဆက်ပြီးတော့ရေးဆွဲတဲ့အခါမှာလည်းเนาะတက်လက်မှာအမှတ်ကလေးတွေကိုမှတ်သွားပါမယ်ပြီးတော့အောက်ဖက်ဆုံးဖြစ်တဲ့အကွက်ကလေးကတော့ဓတ်မ5စီဓတ်မ5အမှတ်ကိုမှတ်ပါမယ်เนาะအဲ့ဒါပြီးရင်တီချဲတို့ကတက်လက်မှာအကွက်ကလေးတွေရအောင်လို့တီချဲတို့ဒီမှာဆက်ပြီးတော့ဆွဲကြရအောင်သားတို့တမီးတို့လည်းတီချဲအခုဆွဲနေတယ်လို့မျိုးလိုက်ပြီးဆွဲကြည့်လို့ရတယ်เนาะအဲ့တော့ ပီတံလေးကိုမရွက်မဆောင်းသွားအောင်လက်ကလေးနဲ့ဖိပြီးတော့ဆွဲပေးပါเนาะအော်ဒီကမှတ်ထားတဲ့အမှတ်ကလေးတွေကိုเนาะဆက်ချင်းအဖေတီချေတို့ ਆ ဆိုလို့ရှိရင်တလက်မစတူယန်ခွက်ကလေးတွေရရှိသွားမှာဖြစ်ပါတယ်နောက်ဆုံးခွက်ကလေးဟာဓတ်သမ၅ရှိပါတယ်เนาะအဲ့လိုမျိုးရေးဆွဲပြီးတဲ့အခါမှာတီချေတို့ ਆ เนาะမြေပုံရေးဆွဲဖို့အတွက်เนาะအစင်းသစ်ဖြစ်တယ်เนาะအကွက်ကလေးတွေကိုရရှိသွားပြီဖြစ်တယ်အဲ့တော့ဒီရှင်တို့ထိုင်းနိုင်ငံမြေပုံကိုရေးဆွဲကြအောင်ចောင်းတုံးစာအုပ်မှာပြထားတဲ့မြေပုံရေးဆွဲနည်းကိုဒီရှင်တို့ကြည့်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကနော်မြေပုံတစ်ခုကိုရေးဆွဲရင်အရှိကပုံတွေကိုရေးဆွဲခဲ့တာကိုဒီချက်အမြဲတမ်းပြပြပဲပြီးဖြစ်ပါတယ်နော်အဲ့တော့အဓိကထားရမှာကမြင်းချောင်းလေးတွေပေါ်မှာရှိတဲ့မြေပုံရဲ့ အနေထားเนาะမြင်းညောင်းလေးတွေပေါ်မှာဆွဲထားတဲ့မြေပုံရဲ့အနေထားကိုအရင်ဆုံးကြည့်ပါတူတူချာလေးလေ့လာပါเนาะပြီးတဲ့အခါမှာဒီစာရွက်ပေါ်မှာရေးပြီးတော့ရေးပြီးဆိုလို့ရှိရင်တော့เนาะဒီအကွက်ထဲမှာဆွဲထားတဲ့မြေပုံနဲ့ဒီတီချယ်တို့ဒီစာရွက်မှာလာဆွဲမဲ့မြေပုံရဲ့အချိုးအစအချိုးအစတူညီပြီးတော့နေဖို့လိုပါတယ်เนาะအဲ့တော့တီချယ်တို့စပြီးတော့ဆွဲကြမယ်ကားတို့သမီးတို့ပထမဆုံးเนาะ ကိုတိတ်ပြီးတော့မကြွန့်ကျင်သေးဘူးစပြီးတော့ဆွဲပြီဆိုလို့ရှိရင်เนาะအမှတ်ကလေးတွေအနည်းနဲ့လည်းမှတ်နိုင်ပါတယ်တခါတည်းပဲဆွဲပြီးတော့เนาะသွားမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့တော့သူမှတ်ထားတဲ့အမှတ်ကလေးတိုင်းတီချရူသွားပြီးတော့ဆွဲကြပါမယ်ပထမဆုံးအကွက်မှာစတဲ့ဒီနေရာလေးသူကတောက်ကလေးဒီဘက်ဘေးမင်းရဲ့ကနေပြီးတော့ကတ်ပြီးတော့ဆွဲပါတယ်ဒါကြောင့်မို့တီချေပြောတာเนาะမင်းနေကိုကြည့်ရမယ်အဲ့မင်းနေပေါ်မှာ เนาะမြေပုံတွေကဘလို့ဆွဲထားသလဲဆိုတာကိုအရင်ဆုံးလေ့လာရမယ်ဆိုတာဒီချေအဲ့ဒါမှာချင်းဖြစ်ပါတယ်เนาะအဲ့ဒီမြင်းညောင်းလေးနဲ့သူကကတ်ပြီးတော့ဒီမှာဆွဲထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါတို့တမိတို့လည်းလိုက်ကြည့်ပြီးဆွဲကြည့်ပါเนาะအော်ဒီလိုဖြစ်သွားပြီအဲ့တော့ဒီဘက်အခွက်ကိုသူရောက်သွားတဲ့အခါမှာတီချေတို့ဆက်ပြီးတော့ဆွဲမယ်ဒါတို့တမိတို့လည်းလိုက်ပြီးတော့ဖြည်းဖြည်းချင်းဆွဲကြည့်ပါเนาะသူကတော့ တဝက်နီးပါးလောက်ရှိတဲ့မြန်မာဒီလိုမျိုးလေးဆုံးတတ်တယ်။အပြီးရင်ဒီဘက်ကွက်ကိုကြည့်တဲ့အခါမှာကြတော့သူကဒီနားလေးမှာပဲနော်ကွေးတဲ့တံတန်းလေးရှိပါတယ်။ဟောဒီကွက်ကိုဆွဲပြီးပြီဆိုလို့ရှိရင်ဒီရှဲတော့နောက်တစ်ဆင်းဆက်ပြီးတော့ဆွဲကြမယ်။ဟောဒီကနေပြီးတော့ဒီကုနာမင်းဆုံးတတ်ကလေးနဲ့ဆက်ပြီးတော့ဒီရှဲတော့ဆင်းလာတာတဝက်နီးပါးလေးမှာဒီရှဲတော့ဒီမှာဆုံးတတ်တယ်။ နောက်တစ်ခုအကွက်ကြတော့ဒီမှာဆုံးထားတဲ့နေရာလေးကနေသူကအချိုက်ပုံစံလူနဲ့လာပြီးတော့ပြန်ပြီးတော့သူ့ဘက်ကညောင်းလေးနဲ့ဆက်သွားပါတယ်။ဟုတ်ပြီနော်။ဒါကိုရပြီဆိုလို့ရှိရင်ဟောဒီဘက်ကွက်ကိုဆက်ကြည့်တဲ့အခါကျတော့ဒီချေတို့ဒီဘက်မှာဆုံးထားတဲ့နေရာကနေပြီးဒီလိုလေးကွေးဆင်းလာတာနော်။ဒီဘက်ကမိညောင်းနဲ့ဟောညီညီကလူနီပါလေးဆင်းလာပါတယ်။ ဒါကြောင့်မလို့မြေပုံဆွဲတဲ့အခါမှာတော့မြင်းနေရဲ့เนาะမြင်းနေရဲ့နေရာမှာတိချကြည့်ရမယ်မြင်းနေနားမှာမြေပုံကဘလို့အနေထားရှိရဲ့ဆိုတာကိုကြည့်ရမယ်ဆိုတာထက်ခါတက်ခါပြောနေခြင်းဖြစ်ပါတယ်เนาะအဲ့တော့ကျေရိုးဆက်ဆွဲမယ်ဒါတို့သမီးတို့လည်းလိုက်ပြီးတော့ဆွေးကြည့်ပါအဒီကွက်မှာဆိုလို့ရှိရင်ဒီလိုမျိုးဒီဘက်မြင်းညောင်လေးအတိုင်းသူကဆင်းလာတယ်เนาะဒီဘက်ကအကွက်မှာကြတော့ဒီလိုကလေးကွေးပြီးတော့ဒီမြင်းရဲ့အောက်ခြေကြည့်လာပြီးတော့ထိပါတယ် ဩဒီလိုလေးကွေးဝါးပြီးတော့ဒီဘက်မှာကြတော့ဒီလိုပြန်ပြီးတော့တက်သွားတာတွေ့ရမယ်ပြီးတော့မှတီချေတို့ဒီဘက်ကခုနဆုံးထားတဲ့အကွက်နဲ့ပြန်ပြီးတော့ဆက်သွားတာကိုတွေ့ရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒီအကွက်ပြီးွားရင်နောက်တစ်ခွက်ကိုတီချေတို့ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီဆင်းလာတဲ့နေရာလေးကကြတော့ကျင်းမြောင်းတဲ့ပုံစံလေးနဲ့သူဆင်းလာပြီဟုတ်ပြီနော်ဆင်းလာပြီးတော့သူတို့ဒီမှာလာပြီးတော့ ညီညောင်းမှာရက်တက်မယ်။ဟောဒီဘက်ကွက်ကိုကြည့်တဲ့ခါကျတော့ဒီအစွန်းထွက်နေတဲ့နေရာလေးပဲเนาะဒီအစွန်းတီချဲဒီညာလေးမှာနည်းနည်းလေးလိုသွားပြီ။ဒါတို့သမီးတို့အဲ့ဒါသတိထားဖို့ပြောချင်တာကတော့မိဘုံဆိုတာဆွေးရင်းနဲ့မှားတတ်တယ်နော်မှားပါစေမှားတဲ့ခါမှာအမှန်ကိုသိသွားမယ်ပေါ့နော်မှားပါစေမှားရင်ပြန်ပြီးတော့ပြန်ပြီးတော့တည်တည်ချာချာလေးနေလာပါနော်အတူကဒီမှာဒီမင်းကြောင့်ကဒီနားလေးမှာစုံနေစုံပြီးတော့မှနောက်တစ်ခုကြတော့မှဒီဘက်မှာပြန်ပြီးတော့ ဒီလိုလေးဆက်တာဖြစ်တယ်။ဟုတ်ပြီနော်။မြေပုံကငါဆွဲလိုက်တာတခါတည်းနဲ့မမှန်ဘူးဆိုလို့စိတ်ဓာတ်မကြပါနဲ့။တစ်ခါတစ်ခါလေ့ကျင့်ရင်းနဲ့လည်းနားလေသဘောပေါက်သွားမှာဖြစ်တယ်။အဲ့တော့ဒီဒီခွက်မှာဆိုလို့ရှိရင်ဒီဘက်ကိုထွက်တယ်။ဒါလေးတစ်ခုရှိမယ်။ဒီဘက်စုံခွက်မှာကျတော့ဘာမှရည်ဆွဲထားခြင်းမရှိဘူး။ဒီဒီလိုအစွန်လေးတစ်ခုပဲရှိမယ်။ဟုတ်ပြီနော်။ကဲနောက်ဒီအောက်ကွက်ကိုဆက်ကြည့်ကြမယ်။သူကတော့ဒီဘက်ကိုအနှဲငယ်ရိုက်ပြီးတော့เนาะဆင်းလာတာ နောက်ဆုံးဒီမြင်းညောင်းသားမှာရှိတယ်။ဟိုဒီဘက်လည်းဆက်ပြီးတော့ကြည့်မယ်။ဒီဘက်ကွက်ကိုတီချဲလို့ဆက်ဆွဲသွားပါမယ်။ဒါတို့သမီးတို့လည်းဒီချင်နဲ့တူတူလိုက်ပြီးတော့ဆွဲကြည့်ကြပါ။ဒီဘက်အစုံဆုံးရဲ့အကွက်ကြတော့တီချဲတို့ဘာမှရေဆွဲထားတာမရှိဘူး။ဩအောက်ဆုံး၅စိတ်ကလေးနော်။ဒသမ၅ရဲ့အကွက်ကိုကြည့်ရတဲ့အခါကျတော့ဒီလိုမျိုးလေးဆင်းသွားမယ်။ ်ပြီးတော့မှဒီဟာကဒီဘက်အခွက်ချီကိုဆက်သွားလိုက်မယ်။ဒါဆိုလို့ရှိရင်ဒီချေတို့ဟာထိုင်းနိုင်ငံရဲ့မြေပုံ ရေဆွဲခြင်းဖြစ်ပါတယ်။နော်။ဒီပုံစံနဲ့တူရမယ်လို့ဒီချေမဆိုးလို့ပါဘူး။နော်။ပုံကိုထပ်ပြီးကူဆွဲလို့လည်းရတယ်လို့ဆိုထားပေမဲ့ဒီချေတို့ကဒါပုံကိုထပ်ပြီးကူဆွဲခြင်းမဟုတ်ပါဘူး။နော်။အကွက်ချစကင်းရဲ့ဆွဲခြင်းဖြစ်တယ်။အဲ့တော့ဒီပုံစံတည်းမတူမတူသည့်တိုင်အောင် အနိစ္စဆုံးမြေပုံတစ်ခုကိုရရှိပါတယ်။နော်။ဒီလိုမျိုး စကေးတော့မှန်ကန်အောင်အကွက်ချဖို့လိုပါတယ်ဟုတ်ပြီနော်မြေပုံလေးကိုရေးဆွဲပြီးသွားပြီဆိုလို့ရှိရင် မြေပုံရဲ့လက္ခဏာရက်မှာပါရမယ့်အချက်လေးတွေကိုဒီချက်ထပ်ပြီးတော့ပြပြချင်ပါတယ်အဲ့တော့ teacher တို့အခုထိုင်းနိုင်ငံရဲ့မြေပုံကိုအကြမ်းများအဖြစ်ရေးဆွဲပြီးသွားပြီဖြစ်တယ်အဲ့တော့မြေပုံတစ်ခုမှာပါရမယ့်အချက်လက်တွေဒီကို teacher ပြောရင်းနဲ့ဒီမှာဖြည့်ဆွတ်သွားပြီမယ်ဆက်ပြီးတော့ကြည့်ပြီးနော်သားတို့သမီးတို့အဲ့တော့ teacher တို့ဒီမှာမြေပုံမှာနော် ူ့ရဲ့အချက်လက်တွေကိုဖော်ပြမယ်ဆိုလို့ရှိရင်ဒီချေကအခုနိုင်ငံเนาะနိုင်ငံထိုင်းနိုင်ငံအကြောင်းဖြစ်တဲ့အကြောင်းမလို့ထိုင်းနိုင်ငံရဲ့မြို့တော်လေးကိုဒီချေဒီမှာထည့်ပြီးတော့ပြမယ်ဆိုရင်ဒီနားမှာသူကဘန်ကောက်မြို့လေးရှိတယ်เนาะဒီလိုမျိုးလေးပြမယ်ဟုတ်ပြီသူ့ကိုအနီရောင်လေးနဲ့ဒီချေချေပြီးတော့เนาะတတ်မှတ်လိုက်မယ်ဒါဘန်ကောက်မြို့ဖြစ်တယ်เนาะဒါထိုင်းနိုင်ငံရဲ့မြို့တော်ကဘန်ကောက်မြို့ဖြစ်တယ်ဆိုတာသားတို့သမီးတို့ ိခဲ့ပြီးပြီးအဲ့တော့မြေပုံမှာဒီချီလိုထည့်ပြီးတော့ပြမယ်ဒါကဘန်ကောက်မြို့ဟုတ်ပြီနိုင်ငံရဲ့အင်းကြီးချင်းနိုင်ငံလေးတွေကိုလည်းကြည့်ကြရအောင်မြောက်ဖက်နဲ့အရှေ့ဘက်မှာဒီချီလိုနဲ့အင်းကြီးချင်းလာအိုနိုင်ငံရှိရဆိုတာဒါတို့အခန်းလေးမှာတင်ခဲ့ပြီးဖြစ်တယ်ဟုတ်ပြီနောက်တစ်ခါအရှေ့တောင်ဘက်မှာဘယ်လိုရှိလဲဆိုလို့ရှိရင်ကမ်ဘောဒီးယားနိုင်ငံရှိတယ် ဟုတ်ပြီနောက်တစ်ခါဒီထိုင်းနိုင်ငံရဲ့တောင်ဘက်မှာဘာနိုင်ငံရှိတယ်ဆိုလို့ရှိရင်ဒီမှာမလေးရှားဆိုတဲ့နိုင်ငံရှိရယ်ဆိုတာသားတို့တမီးတို့အခန်းလေးမှာတင်ပြီးဖြစ်တယ်အဲ့တော့ T-shirt ဒီမှာထပ်ပြီးတော့ထည့်ပြပါမယ်မိဘုံနဲ့တကွာ တွဲပြီးကြည့်လို့ရအောင်ဟုတ်ပြီနော်နောက်တစ်ခါအနောက်ဖက်နဲ့အနောက်မြောက်ဖက်မှာဘယ်လိုရှိတယ်ဆိုရင် T-shirt တို့သားတို့နေတယ်မြန်မာနိုင်ငံရှိတယ် ုတ်ပြီဒါဆိုလို့ရှိရင်ဒါဟာထိုင်းနိုင်ငံမှာသူ့ရဲ့အိမ်နီးချင်းနိုင်ငံနေဖြစ်တယ်ဆိုတာကိုတွေ့ရမှာဟုတ်ပြီနော်ဒါလေးပြီးလို့ရှိရင်ဒီရှေထိုင်းနိုင်ငံထဲမှာစီးဆင်းနေတဲ့မြစ်ကလေးတွေကိုဒီရှေထပ်ပြီးတော့ထည့်ပေးမယ်အဲ့တော့အထက်ကဗာလဲကြောက်ပြားမြစ်နော်ကြောက်ပြားမြစ်ကဒီကစီးဆင်းလာမယ်နော်နောက်တစ်ခါဗာမြစ်ရှိတယ်ဆိုရှင်ဒီဘက်မှာမဲခေါင် ဟုတ်ပြီမိတ္တိအများကြီးရှိပေမဲ့ဒီချဲဒီမှာအများကြီးကုန်မထည့်ပြဘူးเนาะဒီချဲထည့်ပြတာလေးတွေကိုရည်ညွှန်းချက်မှာဖော်ပြဖို့အတွက်ဖြစ်တယ်ဟုတ်ပြီနောက်တစ်ခါဒီမှာပါစတ်မြင့်ရှိမယ်เนาะအဲ့တော့မြစ်ကလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကမဲခေါင်မြစ်ဖြစ်တယ်။မဲခေါင်မြစ်ဖြစ်တယ်ဒီမှာကတော့ ီလိုလေးတီချဲစောင်းမီရေးပါမယ်။ကြောက်ပြားမြစ်ကလေးရှိမယ်။ဒါကတော့ပါဆက်မြစ်ဖြစ်ပါတယ်နော်။အဲ့တော့တီချဲမြစ်ကလေးတွေကိုအပြာရောင်လေးချေခြင်းနဲ့မြစ်တို့ဤသဘောဟာများသောအားဖြင့်နော်။ရေနဲ့ပတ်သက်တာဆိုရှင်အပြာရောင်သုံးနေချင်ကြောင်းမလို့တီချဲအပြာရောင်လေးချေထားမယ်နော်။ဒါဆိုရင်ဒါတို့သမီးတို့တီတာနဲ့ကြည်တာနဲ့ဒါမြစ်ဖြစ်တယ်ဆိုတာကိုသဘောပေါက် မှာဖြစ်တယ်နော်အဲ့တော့ဒီချင်းနဲ့အတူတူလိုက်ပြီးတော့ဆွဲကြည့်ပါဆွဲကြည့်နေပါဒါဆိုလို့ရှိရင်နော်ဘယ်ဟာကိုဘယ်လိုသုံးလဲဆိုတာကိုနားလည်နားလိမ့်မယ်ဟောဒါကိုအကြမ်းမြင်ဒီချေဖော်ပြပြီးပြီးအရေးကြီးတာတွေချေပြောမယ်ဘာဖြစ်လို့ဆိုရှင်မဖြစ်မနေထည့်ရမယ့်ဟာတွေပါတယ်ဘာလဲနိုင်ငံတစ်ခုမျိုးပုံကိုရေးဆွဲပြီးတိုင်းခေါင်းစဉ်ဆိုတာပါရမယ်ဟုတ်ပြီနော်ခေါင်းစဉ်ပါမှဒါဘာနိုင်ငံပုံလဲ ဘာကိုပြတာလဲဆိုတာကိုသိမယ်။ခေါင်းစဉ်တိုက်ရမယ်။အဲ့တော့ဒီချေတို့ခေါင်းစဉ်တိုက်ရအောင်ဒါဘာနိုင်ငံလဲဆိုတော့ထိုင်းနိုင်ငံရဲ့မြေပုံဖြစ်တော့ထိုင်းနိုင်ငံမြေပုံဆိုပြီးတော့ခေါင်းစဉ်တက်ပြီးပါမြေပုံတက်ပြီးခိုင်းနိုင်ငံရဲ့မြေပုံဆိုပြီးခေါင်းစဉ်တက်ပြီးရင်တက်တက်ရက်ဖြစ်အောင် underline လေးကိုတားပေးပါပြီးလို့ရှိရင်အမြဲတမ်းပေါ်ပြရမှာကိုဒီချက်ပြောထားတယ်ဘာလဲဆိုရှင် အယံမျက်နှာကိုညွန်ပြတဲ့တင်ဂီတာဖြစ်တဲ့အရှိအနောက်တောင်မြောက်ဆိုတဲ့တင်ဂီတာလေးကိုဒီဘက်ပေါ်တောက်လေးမှာဆွဲပေးပါเนาะဒါကမြောက်ရံဒါကတောင်ရံဒါအရှိနဲ့အနောက်ရံဖြစ်ပါတယ်အဲ့ဒါလေးကိုလေသားတို့အမြဲတမ်းလိုလိုမျိုးပုံဆွဲပြီးတိုင်းထည့်ပေးရမှာဖြစ်တယ်ပြီးလို့ရှိရင်တိချက်အခုမြေပုံမှာဆွဲခဲ့တဲ့အကြောင်းအရာတွေကိုဖော်ပြမယ်။ဘာနဲ့ဖော်ပြမလဲဆိုရှင်ရင်ညွန့်ချက်ဆိုတာနဲ့ဖော်ပြမယ်။ เนาะအဲ့ဒါကလည်းအရေးကြီးပါတယ်မိဘုံတစ်ခုမှအမြဲပါဝင်ရမယ်အချက်ဖြစ်တယ်အဲ့တော့ရည်ညွှန်းချက်ဆိုပြီးတော့ဒီချေတို့เนาะဖော်ပြဖို့အတွက်ဒီမှာရည်ညွှန်းချက်ဆိုရက်ခေါင်းစဉ်လေးရေးလိုက်ပြီးတသက်ရက်ဖြစ်အောင်ဘာဖြစ်လဲ underline လေးတားပါတော့အဲ့ဒါပြီးပြီဆိုရှင်ဒီချေတို့မိဘုံထဲမှာဘာတွေပါလဲဆိုတော့เนาะမြစ်တွေပါတယ်ပြီးလို့ရှင် မြို့ပါတယ်မြို့တော့ပါတယ်เนาะအဲ့တော့ဒီချေတို့မြို့ကိုဘာနဲ့တင်ကြတဲ့ပြထားလဲဆိုတော့အနီရောင်အဝိုင်းလေးနဲ့တိချဲ ြထားတယ်။ဒါတို့အနေနဲ့အနီရောင်ဝိုင်းနဲ့အမြင်တမ်းပြရမယ်လို့မဆိုလိုဘူးနော်။ဒါတို့ပြခြင်းနဲ့အရောင်နဲ့ပြလို့ရတယ်။ဒါပေမဲ့ဒီမှာညညွန့်ချက်မှာပြတဲ့အရောင်ကဒါတို့ဒီမှာဖော်ပြထားတဲ့သင်္ကေတနဲ့ရတော့တူပါမယ်။ဟုတ်ပြီနော်ဒါဆိုရင်ဒါပါလဲဆိုတော့မြို့တော်ဖြစ်တယ်နော်ထိုင်းနိုင်ငံရဲ့မြို့တော်ဟုတ်ပြီမြစ်တီကိုဖော်ပြထားတယ်မြစ်တီအများကြီးရှိပြီမဲ့တီချဲဒီမှာညွန့်ချက်မှာပြလို့ရအောင်မြစ်သုံးမြစ်ကိုဖော်ပြထားတယ် တချက်ဘာလေးနဲ့ပြထားလဲဆိုတော့အပြည့်အောင်လိုင်းလေးရင်းနဲ့ပြထားတယ်နော်သားတို့လေညသောအဖြစ်မြစ်ကိုတော့အပြည့်အောင်လေးနဲ့ပြပြပြီးနော်ရေးစီခြင်းနဲ့အဲ့တော့ဒါကမြစ်များဟုတ်ပြီဒါဆိုလို့ရှိရင်တချက်တို့အခုနော်မြေပုံတစ်ခုမှရှိရမယ်အင်္ဂါရက်တွေပြည့်စုံသွားပြီနော်မြေပုံထဲမှာဖော်ပြတဲ့အကြောင်းအရာဒီမှာရည်ညွှန်းချက်မှာပြပြပြီးမြေပုံရဲ့ เนาะအရန်မျက်နှာညွန်ပြပြပြီးမြေပုံရဲ့ခေါင်းစဉ်ပါပြီဆိုလို့ရှိရင်ဒါတို့သမီးကိုဆွဲထားတဲ့ပုံဟာမဖြစ်လဲဆိုလို့ရှိရင်เนาะပြည့်စုံတဲ့မြေပုံတစ်ခုဖြစ်သွားပြီအဲ့တော့မြေပုံဒီလုံးဝတပုံစံနဲ့တွေ့ရမယ်လို့တော့မဆိုလို့ဘူးเนาะဒါပေမဲ့စကေးနဲ့ကိုက်ညီပြီးတော့အတက်နိုင်ဆုံးအနီးစပ်ဆုံးတူတော့အချိုးစားကြတော့ပြည့်စုံသောမြေပုံတစ်ခုဖြစ်ဖို့တော့လိုပါတယ်အဲ့တော့ဒါတို့သမီးတို့လည်းလိုက်ပြီးတော့ဆွဲကြည့်ပါ နော်ဒီလာရင်ဆွေးရင်ကနေပြီးတဖြည်းဖြည်းနဲ့လုံးဝကြွန့်ကျင်စွာဆွေးနိုင်သွားမယ်လို့ဒီချက်ထင်ပါတယ်အဲ့တော့ဒါတို့သမီးတို့ရေဒီချက်ဒီနေ့တင်ပြပေးခဲ့တဲ့သင်ခန်းစာလေးကတော့အခန်း၅ကလက်တွေ့ပထဝီဝင်ထဲမှာဒီချေတို့တင်ကားစာ၃ကမြေပုံရေးဆွဲခြင်းအကြောင်းနဲ့မှာပါဝင်တဲ့ထိုင်းနိုင်ငံရဲ့မြေပုံရေးဆွဲခြင်းအကြောင်းကိုဒီချေလက်တွေ့ရေးဆွဲပြခဲ့တာဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီချေရေးဆွဲပြခဲ့တာအဓိကချက်တွေကိုလည်းမှတ်မိမယ်လို့ထင်ပါတယ်။ ိုက်ပြီးတော့လည်းရေးဆွဲကြည့်ပါဒီရှင်နဲ့အတူရေးဆွဲတော့၎င်းမိမိဘာသာရေးဆွဲခြင်းဖြင့်၎င်းเนาะမှတ်မိသွားမယ်လို့ဒီရှင်မျှော်လင့်ပါတယ်နောက်လာမယ့်ကမ္ဘာမြေပုံအကြောင်းမှာဒီရှင်မို့နဲ့ပြန်တွေ့ပါအောင်မယ်